ယေရမိအနာဂတိကျမ်းအခန်းကြီး39အငယ်1မှ27ဘာဗုလုန်ရှင်ဘုရင်နေဘုခနေစာသည်ယုဒရှင်ဘုရင်အရာ၌ခန့်ထားသောယောယကိန်သားခေါနိအရာ၌ယောရှိမင်းကြီးဤသားဇေတကိမင်းကြီးသည်နန်းထိုင်လေ၏သာရပြားသည်ယေရမိအားပြင်မိန်တော်မူသောစကားတော်တို့ကို ထိုမင်းကြီးအဆရှိသောဂျုံများပြည်သူပြည်သားများတို့သည်နားမထောင်ဘဲနေကြ၏ တယံယောအခါဇေတကိမင်းကြီးသည်ရှေလမိတာယေဟုကလနှင့်ရစ်ဘရောဟေမာတိယတာဇေဖနိတို့ကိုပရောဖက်ယူရမိထံသို့ဆေလွှတ်၍ငါတို့အဖို့ငါတို့ဖျားသခင်သာရဖျားအားဆုတောင်းပါလို့ဟုမာလိုက်၏ထို့အခါယေရမိသည် ထောင်ထဲသို့မရောက်သေးလူများတို့နှင့် ပေါင်းဖော်လျက်နေသေး၏ ယေရုရှလင်မြို့ကိုဝိုင်းသောခလဒဲလူတို့သည်အဲဂုတုပြည်မှ ဖာရောဘုရင်၏ဘိုးချေများစစ်ချီ၍လာကြောင်းကိုကြားလျင်ထိုမြို့မှထွက်သွားကြပြီ ထိုအခါသာရပြား၏နှုတ်ကပတ်တော်သည်ပရောဖက်ယေရမိသို့ရောက်၍ဣတရီလအမျိုး၏ဘုရားသခင်သာရဘုရားမိန်တော်မူသည်ကငါကိုမေးလျှောက်စေခြင်းငါတင့်ကိုမှားလိုက်သောယုဒရှင်ဘုရင်အားဤသို့ပြန်ပြောလော့ တင်တို့ကိုစစ်ကူခြင်းငါလာသောဖာရောဘုရင်ဤပိုချေတို့သည်သူတို့နေရင်အဂုတုပြည်သို့ပြန်သွားကြလိမ့်မည်။ခါလဒဲလူတို့သည်လာပြန်၍ဤမြို့ကိုတိုက်ယူပြီးလျင်မီးရှို့ကြလိမ့်မည်။ထာဝရဘုရားမိန်တော်မူသည်ကအကယ်စင်စစ်ခါလဒဲလူတို့သည်ငါတို့ထံမှထွက်သွားကြလိမ့်မည်ဟုဆို၍ကိုကိုကိုမလဲ့စားကြနှင့်သူတို့သည်ထွက်၍မသွားရကြ ထိုမြမကသင်တို့ကိုစစ်တိုက်သော ခလဒဲစစ်သူရဲ့အပေါင်းတို့ကိုသင်တို့သည်လုချံသဖြင့်သူတို့တွင်ဒဏ်ချက်ထိတော်သူတတ်တတ်ကြံကျွန်းတော်လေသူတို့သည်အတီးအတီးမိမိတို့တဲ၌ထ၍ဤမျိုးကိုမီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏ ခလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဘိုးချေတို့ကိုကြောက်ရွံ့၍ယေရုရှလင်မြို့မှ ဆုတ်သွားကြသောအခါယေရမိသည်မိမိအမျိုး၌မိမိအမွေအဥ္စာကိုခံအံ့သောငါဘေယမင်ပြည်သို့သွားမည်ဟုအကြံရှိ၍ယေရုရှလင်မြို့မှထွက်သွားလေ၏ဘေယမင်တကားဝသို့ရောက်သောအခါဟာနနိတာဖြစ်သော ရှေလမိဤတာကင်းမူဣရိယာက ်တင်ဒီခလဒဲလူတို့ဘက်သို့ကူးသွားပါသည်တကားဟုဆိုလျက်ပရောဖက်ယူရမိကိုဖမ်းဆီးလေ၏ယူရမိကလည်းမဟုတ်ပါခလဒဲလူတို့ဘက်သို့ငါမကူးမသွားပါဟုဆိုတော်လဲဣရိယာတိနာမထောင်ပဲယူရမိကိုယူ၍မင်းများထံသို့ပို့ဆောင်လေ၏မင်းများတို့သည်အမျက်ထွက်၍ယေရမိကို ရိုက်ပြီးမှဆေးရီတော်ယောနသန်၏အိမ်၌လှောင်ထားကြ၏ထိုအိမ်ကိုလှောင်အိမ်လုံးနှင့်တည် ယူရမိသည်အိမ်အောက်မြေတွင်လှောင်အိမ်ထဲသို့ရောက်၍နေရများစွာနေရသောနောက်ဇေတကိမင်းကြီးသည်လူကိုဆေးလွှတ်၍ယူရမိကိုနှုတ်ပြီးမှထာဝရဘုရား၏နှုတ်ကပတ်တော်ရှိသလိုဟု နန်းတော်၌တိတ်ဆိတ်စွာမေးမြန်းလျှင်ယူရမိကနှုတ်ကပတ်တော်ရှိပါ၏ကိုရောတီဘာဘူးလုံရှင်ဘရင်လက်သို့ရောက်ပါလိမ့်မည်ဟုပြန်လျှောက်၏ဂျပန်ယူရမိကအကျွန်ုပ်သည် ကိုရောကိုပြစ်မှားသလော ကိုရောဤကျုံုကိုပြစ်မှားသလိုဤလူမျိုးကိုပြစ်မှားသလိုအဘဲမိသောအပြစ်ကြောင့်အကျွန်ုပ်ကိုလှောင်ထားကြသည်။ဘာဘူးလုံရှင်ဘီရင်သည်တင်တို့နှင့်ဤပြည်ကိုမတိုက်မလာရဟု ဟောပြောသောတင်တို့ဤပရောဖက်တို့သည်ယခုအဘဲမှာရှိကြသည်။တို့ဖြစ်၍အကျွန်ုပ်သခင်အရှင်မင်းကြီးနားထောင်တော်မူပါ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ အကျွန်ုပ်ကိုတေးစီချင်းငါဆရေးတော်ယောနသန်အိမ်တို့ ပြန်စီတော်မမူပါနှင့်ဟုဇေတကိမင်းကြီးကိုရှောက်ဆို၏ထို့အခါဇေတကိမင်းကြီးအမိန်တော်ရှိ၍ယေရမိကိုထောင်ဝင်း၌ထားကြ၏မြို့တွင် မုတ်မကုံမီတိုင်အောင်မုတ်တယ်တမ်းမှမုတ်တလုံးကိုနေ့တိုင်းအစဉ်ပေးရ၏ထို့သူယေရမိသည်ထောင်ဝင်းထဲမှနေလေ၏အာမင် God bless you